Hello အားလုံးမင်္ဂလာပါဖိုးမချင်းကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ international break day လေးကျွန်တော်တို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့လက်ရှိကမ္ဘာဖလားနဲ့ပတ်သက်လို့ရှိရင်အသင်းအများစုက qualifying ဖြစ်သွားကြပြီပေါ့နော်အဲနိုင်ငံလက်ရွေးစင်တဲ့ကျွန်တော်များများကကမ္ဘာဖလားလာမယ့်2026ခုနှစ်အတွက်ဝင်ခွင့်ကိုစီရသွားတဲ့အသင်းတွေကျွန်တော်ရှိတယ်ဒါပြင်ဝင်ခွင့်မရသေးတဲ့အသင်းတွေလည်းကျွန်တော်အများကြီးကြံသေးတယ်ဆိုတော့ကျွန်တော်တို့ဒီ ဗီဒီယိုထဲမှာပေါ့နော်ဘယ်အသင်းတွေဝင်ဝင်ရပြီးပြီလဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ခြေစစ်ပွဲဘယ်အသင်းတွေအောင်ပြီးပြီလဲပေါ့နော်ဒါအပြင်ဘနက်သင်းရှင်ပြိုင်သွားမလဲဒါအပြင်ကျွန်တော်တို့ဒီတိုက်တိုက်ကနေပြီးတော့ဘနက်သင်းရှင်ပြိုင်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ရှိတယ်လဲပေါ့နော်အာရှတိုက်ကဘနက်သင်းဝင်ခွင့်ရှိတယ်လဲဥရောပတိုက်ကဘနက်ခွင့်ဘနက်သင်းကျွန်တော်ပေါ့နော်ဝင်ခွင့်ရှိတယ်လဲအစားရှိတဲ့ကျွန်တော်ပေါ့နော်အကြောင်းအရာတွေကျွန်တော်ပြောသွားမယ်ဆိုတော့အားလုံးမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်လာမယ့်2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲက နော်ပရမအောင်ဆိုသလို48နိုင်ငံအထိဝင်ရောက်ရှင်ပြိုင်မဲ့ပြိုင်ပွဲကျွန်တော်ဖြစ်လာခဲ့တယ်ဒါဟာ23ကြိမ်မြောက်ကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြီးတော့48သင်းပါတဲ့ပြိုင်ပွဲဟာဒါပထမဆုံးလို့ကျွန်တော်ပြောရမယ်ဒါကြောင့်လို့ဒီမှာဆိုလို့ရှိရင်ပြီးကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ဘူးကြတဲ့ဒီပြိုင်ပွဲတွေထပ်ပူပြီးတော့ပြိုင်ပွဲတွေထပ်ပူပြီးတော့ဒီကမ္ဘာဖလားကပေါ့နော်အသင်းတွေပွဲတွေကျွန်တော်ပူပြီးတော့ကျွန်တော်များမယ်ဆိုတော့လက်ရှိလို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အဲ့48သင်းကြားကစားကြမဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ဘယ်တိုက်ကဘာနော်ပနတိနီကိုစီပါဝင်ခွင့်ရမလဲကိုကျွန်တော်ပြော ကြည့်ရရင်ဒါအာရှဘာနော်ဒါ AFC ကနေပြီးတော့ကျွန်တော်ဒီအာရှကနေပြီးတော့အာရှတိုက်ကနေဆိုလို့ရှိရင်ကျွန်တော်တိုက်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်၈သိန်းထိကျွန်တော်ရှိပါတယ်။နော်အာရှတိုက်ကနေပြီးတော့၈သိန်းတိုက်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ရှိမယ်။အဲဒါအပြင်တသိန်းကကျွန်တော်ဘာနော်ဒီ playoff ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော်ရမယ်။သူကဘယ်လိုလဲဆိုတော့ဟို အသင်းကိုစီဘယ်တော့မှတော့တိုက်တိုက်ကနေပြီးတော့သူ့အတူဓာတ်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ဝင်ရတဲ့အသင်းတွေကိုအပြင်နောက်ထပ်တသင်းတသင်းတသင်းကိုလည်းကျွန်တော်အကုံလုံးကိုပလေးအော့ဖ်ကြီးသူတို့ကထပ်ပြီးတော့လှုပ်ပေးဦးမှာအဲ့ဒီတဲကမှနှစ်သင်းလောက်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ရွေးဦးမှာကဘာဗလာဝင်ခွင့်အတွက်ပေါ့နော်ဓာတ်ရိုက်ဝင်ခွင့်အတွက်ဆိုတော့ပလေးအော့ဖ်မှာလည်းကျွန်တော်ပွဲစဉ်တွေအများကြီးကြည့်ရမယ့်အခြေအနေမျိုးရှိတယ်ဆိုတော့အာရှတိုက်ကနေပြီးတော့ရှစ်သင်းဓာတ်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော် ရှိမယ်အဲ့ဒီအပြင်ကို playoff ကံကွင်းတသင်းကျွန်တော်ရမယ် ဒါအပြင်အာဖရိကတိုက်ကနေပြီးတော့ကျွန်တော်က6သင်းအထိတိုက်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော်ရမယ်အဲဒါအပြင်တသင်းကလည်းကျွန်တော်ဘောနော်ပလေးအော့ဖ်ထပ်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော်ရမယ်ကွန်ကာကက်ဖလူးကျွန်တော်ခေါ်ရဲဘောနော်ဒီဟိုမြောက်အမေရိကတို့เนาะပြီးလို့ရှိရင်စင်ထရယ်အမေရိကတို့ကာရေဘီယံဒေသတို့ကနေပြီးတော့ကျွန်တော်က3သင်း ိုင်းရိုက်ဝင်ပြီးတော့ရှင်ပြိုင်권ရပါမယ်။နှစ်သင်းကတော့ဘောနော်ကျွန်တော်သား playoff ရှင်ပြိုင်권ကျွန်တော်ရမယ်။အဲအဲ့ဒီ၃သင်းတိုင်းရိုက်ဝင်ပြီးတော့ရှင်ပြိုင်권ရတဲ့နှစ်သင်းကျွန်တော် playoff ရှင်ကန်권ရမယ်ဆိုတဲ့တဲ့မှာလက်ရှိအင်ရှင်ဖြစ်ကျွန်တော်ကျင်းပါမယ်။လက်ခံကျင်းပါမယ် United States တို့နဲ့ဒါအမေရိကတို့ပြီးရင်ကျွန်တော်သားကနေဒါတို့မက္ကဆီကိုတို့အသင်းတွေမပါဘူး။ဘာလို့လဲဆိုတော့သူတို့ကအင်ရှင်အဖြစ်ပူရွေးကျင်းပတာဖြစ်တဲ့အတွက်အဲ့ဒီ၃သင်းဒီ auto qualify ဖြစ်ပြီးသားပါ။ဆိုတော့ ကျွန်တော်အနေနဲ့ပေါ့နော်အဲ့ဒီကွန်ကာကက်ဖ်ကနေပြီးတော့ဒါအင်ရှင်၃သင်းရယ်ပြီးလို့ရှိရင်ဒါရိုက်ဝင်ပြီးတော့ရှင်ပြန်ခွင့်ရမယ်၃သင်းရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါကြည့်လို့ရှိရင်ဒါ၆သင်းပေါ့နော်ဒါအပြင်ပလေးအော့ဖ်ကိုလည်းသူတို့က၂သင်းအထိပောင်ခွင့်ရမယ်ဆိုတော့ဒါအဒီဒီအဲ့ဒီအဲ့ဒီနေရာတွေကကွန်ကာကက်ဖ်နေရာကနေပြီးတော့၈သင်းအထိကျွန်တော်တို့ပေါ့နော်ဒါဝင်ပြီးတော့ရှင်ပြန်သွားမယ်ပေါ့လေဒါအပြင်ကျွန်တော်တို့တောင်အမေရိကပေါ့နော်တောင်အမေရိကကနေပြီးတော့ဒါရိုက်ဝင်ခွင့်ရမှာက၆သင်းပါ၆သင်းဒါရိုက်ဝင်ပြီးတော့ရှင်ပြန်ခွင့်ရမယ်ဒါအပြင်တသင်းကတော့ playoff တွေမှာကျွန်တော်တို့ဘောနော်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော်ရမယ်။ဒါအပြင်ကျွန်တော်တို့ဒါသမုဒ္ဒရာပိုင်းဇုံလို့ခေါ်တယ်ဘောနော်ကျွန်တော်အိုရှီနီးယားကဆိုလို့ရှိရင်ကျွန်တော်တသင်းပဲတိုက်ရိုက်ဝင်ခွင့်ရမယ်။နော်တမုတ်ရပိုင်းဆိုတာနေတသိန်းတရရဝင်ခွင့်ရမယ်ပြီးရင်နောက်တသိန်းက play off ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ကျွန်တော်ရမယ်အဲကျွန်တော်တို့ကဥရောပကတော့အများဆုံးကန်ရတဲ့ data ပေါ့လေဥရောပကတော့ကျွန်တော်ဓာတ်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ရတဲ့အသင်းအကြီးအတွက်16အသင်းအထိကျွန်တော်ရှိမှာပါ16အသင်းအထိပေါ့နော်ကျွန်တော်တို့က ဒီဘယ်လိုပြောမလဲအေးတိုက်ရိုက်ဝင်ပြီးတော့ရှင်ပြိုင်ခွင့်ရမယ်ပလေးအော့ဖ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က6သင်းထိရှင်ပြိုင်ခွင့်ကျွန်တော်ရပါမယ်နော်အဲ့ဒီတဲကမှာကျွန်တော်အနေနဲ့ပြောတော့2သင်းကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီကဘာဖလားကိုတိုက်ရိုက်ထက်ပြီးတော့ဝင်ခွင့်ရအောင်ပါပေါ့လေပလေးအော့ဖ်မှာကျွန်တော်ဘူးပလေးအော့ဖ်မှာအချိန်ကြီးကောင်းဘူးနိုင်အနိုင်ရတဲ့2သင်းကပေါ့နော်ဒါကြောင့်ကျွန်တော်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါဟာစုစုပေါင်းကျွန်တော်တို့48တင်းကျွန်တော်ဖြစ်သွားမယ်ပလေးအော့ဖ်တွေကအကုန်လုံးကစားကြမှာပလေးအော့ဖ်တွေကဒီဒီတိုက် အစုံကနေပြီးတော့တသင်းတသင်းတသင်းပါညာနှစ်သင်းယူပြီးတော့အကုန်ရှင်မြန်ကစားကြပြီးတော့အဲ့ဒီတွေကနှစ်သင်းတို့ထပ်ပြီးတော့ဒါရိုက်ဝင်ဝင်ရမှာကမ္ဘာဖလားကိုပေါ့နော်အဲပလေးအော့ဖ်ကနေတဆင့်ဝင်ဝင်ရမှာပေါ့လေဆိုတော့ဒါကတော့လက်ရှိမှာဘယ်ထားဘယ်ဘယ်နေရာကဘယ်နှစ်သင်းဝင်ဝင်ရမလဲဆိုတာမျိုးတွေဆိုတော့ဘယ်အသင်းတွေ qualify ဖြစ်ပြီးပြီလဲပေါ့ကျွန်တော်ကတော့ကရည်ကြီးတော့ဆို26သင်းလား29သင်းလားမသိဝင်ဝင်ရပြီးသွားပြီအဲထူးထူးဆန်းဆန်းဆိုသလိုပဲအဲ့ဒီတွေကမှဥရောပမှာဆိုလို့ရှိရင်အင်္ဂလန်တသင်းပဲဝင်ဝင်ရသေးတယ် အင်္ဂလန်တည်းမဲ့ကျွန်တော်ဝင်ခွင့်ရသေးတယ်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်ဟိုပြောကြည့်ရရင်ဗောနောဘယ်တင်းနေ2026ခုနှစ်အတွက် qualify ကဘာဖလားအတွက် qualify ဖြစ်ပြီးပြီလဲဆိုရင်နံပါတ်1ကတော့အမေရိကပါ US USC ဗောနော သူတို့ကတော့အင်ရှင်ဖို့ဗောနောအင်ရှင်ဆိုတဲ့အခါကျတော့သူတို့အနေနဲ့ဒါဝင်ခွင့်ရပြီဆိုတော့နီးပြကတော့ Mauricio Pochettino ပါအဲဒီ USC ရဲ့အကောင်းဆုံးကျွန်တော်တို့ဗောနောအနေထားကိုကျွန်တော်ကြည့်ရင်1930ခုနှစ်ကတတိယနေရာတီသူတို့ရောက်ခဲ့တာပါဒါကဘာဘလာတမိုင်းတစ်ချောင်းမှာ USC ရဲ့အကောင်းဆုံး performance ပါ နော်ဆိုတော့နောက်တစ်သင်းကကျွန်တော်နေကနေဒါပါဒါဒါပြင်ပူရဲချင်းပါမယ်ကျွန်တော်ဒါအင်ရှင်နောက်ထပ်တနိုင်ငံပေါ့လေကနေဒါကလည်းကျွန်တော်နေနဲ့ဒါဘယ်လိုပြောမလဲနီးပြဖြစ်သူဂျက်စီမားဥဆောင်နေတယ်ပေါ့နော်ဂျက်စီမားဥဆောင်နေတယ်အဲသူရဲ့အကောင်ဆုံး performance ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကမ္ဘာဖလားတမိုင်းတလျှောက်မှာအဲ1986နဲ့2022ခုနှစ်တွေမှာ အုပ်စုပေါ့နော်အုပ်စုတီသူတို့ရောက်အုပ်စုပဲသူတို့ရောက်ခဲ့တယ်အုပ်စုကိုမကြုံဘူးပေါ့ဆိုတော့ USC ကတော့အမကနေဒါကတော့တော်တော်ကိုအခြေအနေမဟန်ဘူးပေါ့နော်ဆိုတော့ဟိုဒါအပြင်သူတို့ရှင်မြိုင်အကန့်ဝင်ရတာဆိုတော့သူတို့မှနှစ်ပွဲပဲကျွန်တော်ရှိတယ်ကနေဒါကလည်းပဲအဲ့ဒါပြင်နောက်ကမက္ဆီကိုမက္ဆီကိုကတော့ကျွန်တော်နေနေပေါ့နော်ဒါနောက်ထပ်အင်ရှင်တင်းပေါ့လေဆိုတော့သူတို့အနေနဲ့လောလောထင်မှာဆိုလို့ရှိရင်ကျွန်တော်ဒါအဲကဘာဖလားပွဲပေါင်းသူတို့16ပွဲတိသူတို့ကစားဘူးတယ်ဆိုတော့မက္ဆီကိုတမိုင်းတစ်လျှောက်မှာကဘာဖလားနဲ့ပတ်သက်လို့အမြင့်ဆုံးရောက်ဖူးတဲ့နေရာက ကွာတာဖိုင်နယ်မှာ1980နဲ့1986ကာလတွေမှာကွာတာဖိုင်နယ်စီသူတို့တွေရောက်ခဲ့ဘူးတွေပေါ့နော်ဆိုတော့နောက်တစ်သင်းကကျွန်တော်တို့ကအာရှကနေပြီးတော့ပေါ့နော်ကျွန်တော်ဒါဝင်ခွင့်ရထားတာဂျပန်မှာဂျပန်ကတော့ကျွန်တော်အနေနဲ့ပေါ့နော်လုံးဝဝင်ခွင့်ရထားပြီးသွားပြီးတော့ကမ္ဘာပလားဝင်ရောက်ရှင်ပြိုင်ခွင့်သူတို့ဒါ9ကြိမ်ထိသူတို့ရထားတယ်နော်9ကြိမ်သူတို့ရထားတယ်အဲ့ဒီတဲကမှသူတို့ရဲ့အကောင်ဆုံးဂျပန်ရဲ့ ကမ္ဘာဖလားမှာဆိုရင်အအောင်မြင်ဆုံးကာလတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် Ronald 60ရောက်ခဲ့တာပဲ2002ခုနှစ်2010 2018နဲ့2022ကမ္ဘာဖလားတွေမှာကျွန်တော်တို့က Ronald 60တီပေါ့နော်ကျွန်တော်ဂျပန်ဟာရောက်ခဲ့တယ်တော်တော်ကိုကောင်းတဲ့အာရှသင်းမှာဒါကျွန်တော်တို့အာရှတွေတော်တော်ကျွန်တော်ပြည့်ပြောစရာမလိုဘူးပေါ့နော်ဒါဂျပန်ဘလောက်ကောင်းတယ်လေဆိုတာပေါ့နော်နောက်တစ်သင်းကတော့ကျွန်တော်တို့ကအဲကျွန်တော်တို့ကတမုတ်တမုတ်ရီယာပိုင်းဇုံကဆိုလို့ရှိရင်တော့ New Zealand ပေါ့နော် New Zealand ကလည်း ကျတို့ဒါကမ္ဘာပလာဝင်ခွင့်ရထားပြီးသွားပါပြီအဲနယူးဇီလန်ဟာကျတို့ဒီနဲ့ကမ္ဘာပလာသူတို့ဒီဘောနောနှစ်ချိန်ထိသူတို့ကစားဘူးတယ်ကမ္ဘာပလနဲ့ဂျင်ဒီသူတို့ကစားဘူးတဲ့အဲ့ဒီတည်းမှာဆိုလို့ရှိရင်သူတို့ရဲ့အအောင်မြင်ဆုံးကာလတွေကတော့1982ခုနှစ်နဲ့2010ဒီမှာအုပ်စုထီအုပ်စုမှာနေသူတို့လှည့်ပြန်ခဲ့တယ်ဘောနောအုပ်စုကစားခွင့်ရခဲ့တယ်ပေါ့ဗျာဆိုတော့အုပ်စုမတက်ခဲ့ဘူးလို့ကျွန်တော်ပြောရမှာပေါ့နော်အဲနောက်တစ်ခုကကျွန်တော်ဘောနောအာရှဇုံကနေပြန်တော့အီရန်ကကမ္ဘာပလဝင်ခွင့်ရပြီးသွားပါပြီဆိုတော့အီရန်နေနဲ့ ကျတို့ဘောနော်ဒီကမ္ဘာဖလားမှာအမြင့်ဆုံးသူတို့ရောက်နိုင်ခဲ့တာဆိုလို့လေသူတို့လည်းအုပ်စုကနေပါပဲနော်အုပ်စုကနေပါပဲဆိုတော့1998 1998 2006 2014ခုနှစ်2018 2018နဲ့2022ခုနှစ်ဆိုပြီးတော့ဘောနော်ကမ္ဘာဖလားသူတို့ရှင်မိုင်ကစားခဲ့တဲ့များအချိန်ဒီမှာအုပ်စုနဲ့ပဲကိုစီလှည့်ပြန်ခဲ့ရတယ်ပေါ့ဗျာနောက်တစ်သင်းကကျတို့ဒါအာဂျင်တီးနားပါအာဂျင်တီးနားကတော့ကျတို့ဘောနော်အဲကမ္ဘာဖလားကိုသူတို့ဒါ78ချိန်ကြီးဝင်ရောက်ရှင်မိုင်ကစားထားပြီးတော့နီးပြားဖြစ်တဲ့လီယိုနဲအာဘာလီယိုနဲစကယ်လိုနီဥဆောင်နေတဲ့အသင်းပေါ့လေအဲသူတို့ရဲ့အကောင်ဆုံး ကဘာဗလာ performance တွေကိုကျွန်တော်ကြည့်မြင်ဆိုရင်1988 1986 2022ခုနှစ်တွေမှာဘူဆွဲခဲ့တာပါနော်ဘူဆွဲခဲ့တာပါဆိုတော့နောက်ထပ်တသင်းကတော့ကျွန်တော်တို့ဥဇဘက်ကစ္စတန်မှာအာရှကနေပြီးတော့နောက်ထပ်တသင်းပေါ့နော်ဥဇဘက်ကစ္စတန်မှာဥဇဘက်ကစ္စတန်ဟာလက်ရှိကျွန်တော်တို့ဒါနီးပြဖြစ်သူဖြစ်တောင်းဝင်ယူနေတာကတော့ကျွန်တော်တို့ဘလွန်ဒီရောဆိုရှင်ဖာဘီယိုကနာဘာရောပါဖာဘီယိုကနာဘာရောပါအဲဒါအပြင်ကျွန်တော်တို့ပေါ့နော်ဥဇဘက်ကစ္စတန်ဟာအရင်ကကဘာဖလားကို လုံးဝဝင်ရောက်ရှင်မြိုင်ဂူကြီးမရှိသေးဘူးနဲ့ဒါဟာပထမဆုံးအကြိမ်ကျတော့ဒါဖြစ်လာမှာပါနော်ဒါပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်ခွင့်ပေါ့နော်ဒါအပြင်တောင်ကိုရီးယားတောင်ကိုရီးယားပေါ့နော်အာရှကနေပြီးတော့တောင်ကိုရီးယားကျွန်တော်ပေါ့နော်ကမ္ဘာဖလားအောင်အောင်သွားပြီခြေစပွဲအောင်သွားပြီအဲသူတို့ရဲ့အအောင်မြင်ဆုံးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရင်နောက်နှစ်ခုနှစ်ပေါ့နော်နောက်နှစ်ခုနှစ်ပါအဲကျွန်တော်ဒါဘယ်လိုပြောမလဲ fourth place တီသူတို့ရောက်ခဲ့တယ်နော်ကျွန်တော်ဒါ fourth place တီသူတို့ရောက်ခဲ့တယ် အဲပြီးလို့ရှိရင်ကျွန်တော်တို့သူတို့ကမ္ဘာမလားဝင်ရောက်ရှင်ပြိုင်ထားတဲ့အကြိမ်17ကြိမ်ကြီးသူတို့ရှိတာပါတယ်တောင်ကိုရီးယားကနောက်တစ်ခုဂျော်ဒန်အာရှကနေပြီးတော့ဂျော်ဒန်ကလည်းပဲခြေစပွဲအောင်ပြီးသွားပါပြီဆိုတော့သူတို့အနေနဲ့အရင်တုန်းကတော့ဗောနောဂျော်ဒန်ဟာကမ္ဘာမလားကိုတခါမှဝင်ရောက်ရှင်ပြိုင်ဘူးချင်းမရှိသေးဘူးဆိုတော့ဒါပထမဆုံးချိန်သူတို့လည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီဗောနောနောက်ထပ်အာရှကနေပြီးတော့ပဲအော်စတြေးလျကလည်းပဲကျွန်တော်တို့ဗောနောခြေစပွဲအောင်သွားပါပြီကမ္ဘာမလားအတွက် အဲဩစတြေးလျအနေနဲ့ကမ္ဘာဖလားကိုသူတို့တွေ6ကြိမ်ကြီးဝင်ရောက်ရှင်မြန်ကစားခဲ့ပူပြီးတော့သူတို့အကောင်ဆုံး performance က2006ခုနှစ်နဲ့2022ခုနှစ်ကမ္ဘာဖလားတွေမှာ round 16 ठी ရောက်ခဲ့တာပါ နောက်တစ်သင်းကဘရာဇီးပါเนาะဘရာဇီးပဲထုံးတန်နိုင်ဆရာကြီးပါเนาะဘရာဇီးကတော့ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ထားတဲ့အကြိမ်တွေ22ကြိမ်နေသူတို့ရှိတယ်။အဲ့ဒီတည်းမှာသူတို့အနေနဲ့ပေါ့เนาะဒါနီးပြအဖြစ်တာဝန်ယူနေတာကတော့လက်ရှိမှာကာလိုအန်ချီလိုတီပါ။ဒါအပြင်သူတို့ရဲ့အကောင့်ဆုံး performance တွေကတော့1958 1962 1990 1994နဲ့2002ခုနှစ်တွေမှာ champion ဖြစ်နိုင်ခဲ့တယ်ဗောလေ5ကြိမ်တီပါ။ဆိုတော့ဒါကတော့ အဲကျွန်တော်တို့ဗောနောဘရာဇီးပေါ့လေနောက်ထပ်တစ်သင်းကလည်းကျွန်တော်တို့ဒါတောင်အမေရိကကနေပြီးတော့အက်ကွေဒေါပါအက်ကွေဒေါကလည်းလက်ရှိမှာဆိုလို့ရှိရင်ကမ္ဘာဖလားဝင်ခွင့်ရပြီးသွားပါပြီဆိုတော့သူတို့အနေနဲ့ဗောနောကမ္ဘာဖလားကို၄ချိန်တိဝင်ရောက်ရှင်မဲ့ကစားထားဘူးတလို့သူတို့ရဲ့ကမ္ဘာဖလားမှာအအောင်မြင်ဆုံးကာလကိုကျွန်တော်တို့ကြည့်ရင်2006ခုနှစ်ကမ္ဘာဖလားမှာ round of 16တိရောက်ခဲ့တာပါနော်ဆိုတော့နောက်တစ်သင်းကတော့ကျွန်တော်တို့ကဥရုဂွေးပါတောင်မီဒီကနော်ဥရုဂွေးပါလက်ရှိမှာတော့မာဆေလိုဘီယယ်ဆာကနီးပြားဖြစ်တောင်ဝင်ယူနေပြီးတော့ ကဘာဖလားကိုဥရဥရွေဝင်ရောက်ရှင်ပြိုင်ကစားထားတာ14ချိန်ကြီးတို့ရှိပါတယ်သူတို့ရဲ့အကောင်းဆုံးကာလာတွေကိုကျွန်တော်ကြည့်မယ် best performance တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်1930နဲ့1950ခုနှစ်တည်းမှာကဘာဖလားချန်ပီယံဖြစ်ခဲ့တဲ့ကာလာတွေပါနောက်ထပ်တသင်းကတော့ကျွန်တော်သားနောက်ထပ်တောင်မေရီကတသင်းပါရာဂွေးပေါ့နော်ပါရာဂွေးလည်းပဲကျွန်တော်သားချန်ပီယံပါ sorry ဒီကဘာဖလားအတွက်ပေါ့နော်ခြေစပွဲအောင်သွားပါပြီ ဆိုတော့ကမ္ဘာဖလားကိုသူတို့ဝင်ရောက်ရှင်းပြချတာ၈ချိန်ကြီးကျွန်တော်ရှိထားပြီးတော့သူတို့ရဲ့အကောင်းဆုံး performance ဆိုလို့ရှိရင်2010ခုနှစ်မှာ quarter final ထိရောက်ခဲ့တာပါ။နောက်တစ်သင်းကိုလံဘီယာပါ။ကိုလံဘီယာသူတို့ကမ္ဘာဖလားကို6ချိန်ထိသူတို့ဝင်ရောက်ရှင်းပြကစားထားတယ်။သူတို့ရဲ့အကောင်းဆုံး performance ကတော့2014ခုနှစ်ကမ္ဘာဖလားမှာ quarter final ထိသူတို့ရောက်ခဲ့တာပဲ။ နောက်တစ်ခုကမော်ရိုကိုပါမော်ရိုကိုကလည်းကမ္ဘာဖလားကိုခြေစစ်ပွဲအောင်သွားပြီပေါ့နော် အာဖရိကဇုံကနေပြီးတော့အာဖရိကတိုက်ကနေပြီးတော့ဆိုတော့သူတို့မော်ရိုကိုနေနဲ့ကမ္ဘာဖလားကိုကျွန်တော်တို့က6ကြိမ်တိဝင်ရောက်ရှင်ပြန်ကစားထားဖူးပြီးတော့အကောင်ဆုံးကျွန်တော်တို့ performance ကိုကျွန်တော်ကြည့်ရင်2022ခုနှစ်ကကျွန်တော်ပေါ့နော်ဒါ 4th place တိသူတို့ရောက်ရောက်ခဲ့တာပါနော်ဆိုတော့လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ပေါ့နော်ထက်ပြီးတော့ဝင်ရောက်ရှင်ပြန်ခွင့်ရပြီပေါ့လေဒါအပြင်ကျွန်တော်တို့ကတူနီးရှားပေါ့နော်ဒါအာဖရိကကနေပြီးတော့တူနီးရှားကလည်းကမ္ဘာဖလားကိုဝင်ခွင့်ရသွားပါပြီအဲ ူနီးရှားအနေနဲ့ကမ္ဘာပလားကိုဝင်ရောက်ရှင်ပိုင်ကစားဖို့တော့6ချိန်ကြီးရှိပါတယ်အဲအဲ့ဒီမှာဆိုလို့ရှိရင်လည်း6ချိန်စလုံးသူတို့ဟာအုပ်စုကနေပဲလှည့်ပြန်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါနောက်တစ်သင်းကမိုဟာမက်ဆာလာရဲ့အီဂျစ်ပါအီဂျစ်ကလည်းပဲကျွန်တော်ကမ္ဘာပလားကိုဝင်ခွင့်ရသွားပါပြီဆိုတော့အီဂျစ်အနေနဲ့ကမ္ဘာပလားကို3ချိန်မြောက်3ချိန်3ချိန်တိသူတို့ပေါ့နော်ဝင်ရောက်ရှင်ပိုင်ဝင်ရခဲ့ဘူးတယ်သူတို့ရဲ့အကောင်းဆုံး performance တွေကိုကျွန်တော်ကြည့်ရင် ကျွန်တော်တို့က1934ခုနှစ်ဒီမှာ Ronald 16ဒီကျွန်တော်တို့ကရောက်ခဲ့ပြီးတော့1990နဲ့2018ခုနှစ်ဒီမှာတော့တို့ အုပ်စုကနေပဲလှည့်ပြောင်းခဲ့ရတယ်ပေါ့နော်ဆာလာတို့အနာမယူခင်မှာနောက်ထပ်ကဘာပလာတခုကိုသူကန်ခွင့်ရသွားပြီပေါ့လေဆိုတော့နောက်တစ်သင်းကကျွန်တော်အာရှကပဲဒါအယ်အာဖရိကက Algeria ပါ အဂျီးရီးယားအနေနဲ့ပေါ့နော်ကျွန်တော်တို့ကကမ္ဘာဖလားကိုဝင်ရောက်ရှင်ပိုင်ကစားကွင်းရထားပူရတာ၄ချိန်ကြီးကျွန်တော်ရှိပါတယ်။သူတို့ရဲ့အကောင်းဆုံး performance ကတော့2014ခုနှစ်က Ronald Sistine တီရောက်ခဲ့တာပါ။နောက်တစ်သင်းကတော့ Ghana ပါ။ Ghana ကတော့ကျွန်တော်အနေနဲ့ပေါ့နော်ကမ္ဘာဖလားကို၄ချိန်ကြီးဝင်ရောက်ရှင်ပိုင်ကစားထားခဲ့ပူတယ်။အဲဒါအပြင်သူတို့ရဲ့အကောင်းဆုံး performance က2010ခုနှစ်က quarter final ဒီသူတို့ရောက်ခဲ့တာပါဒါအပြင်ကျွန်တော်တို့အနေနဲ့ပေါ့နော်လုံးဝလုံးဝ inspire ဖြစ်စရာကောင်းတဲ့ကျွန်တော်တို့ဒီကျွန်းနိုင်ငံတခုလို့ကျွန်တော်ပြောရမလား Cape Verde ပါနော်သူတို့ရဲ့ Africa ကကျွန်တော်တို့ပေါ့နော်နိုင်ငံမေသူကအရင်တုန်းကလုံးဝဆိုသလိုဝင်ရောက်ရှင်မြိုင်ကွင်းမရခဲ့ဘူးပါဘူးဆိုတော့ပထမဆုံးအချိန်ဆိုလို့သူကဘာမလားကိုရှင်မြိုင်ကွင်းရမှာပေါ့နော်အဲကြတော့ဒီမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒါတော်တော်လေးကိုတော်တော်လေးကိုသူတို့တွေ့တာ inspire ဖြစ်စေရလို့ကျွန်တော်ပြောရမှာပေါ့နော်ဒါအပြင်ကျွန်တော်အာဖရိကကနောက်တဲ့တောင်အာဖရိကနိုင်ငံမှာတောင်အာဖရိကကလည်းကျွန်တော်ကမ္ဘာဖလားကို၃ချိန် ဝင်ရောက်ပြီးတော့ရှင်မင်းကစားခွင့်ရထားခဲ့ပူပါတယ်။သူရဲ့အကောင်းဆုံး performance ကလည်းပဲအဲ့ဒီ၃ချိန်စလုံး2010 2000 2002ခုနှစ်နဲ့1998ဒီမှာပေါ့နော်။အုပ်စုကနေပြီးတော့ပဲလက်ပြန်ခဲ့ရတဲ့အချိန်မျိုးတွေပါ။ဆိုတော့အာကာတာကလည်းပဲကျွန်တော်ဝင်ခွင့်ရသွားပါပြီအာရှကနေပြီးတော့เนาะအာကာတာကလည်းပဲကျွန်တော်ကဘာဖလားကို ဝင်ခွင့်ရခဲ့ဘူးတယ်ပေါ့နော်တကြိမ်ကန်ခွင့်ရခဲ့ဘူးတယ်အဲဒီတော့ငါတော့2022ခုနှစ်သူတို့အင်ရှင်ပြစ်လက်ခံကျင်းပတော့ငါပါလေဆိုတော့လက်ရှိမှာတော့နီးပြားကကျွန်တော်သားဂျူလီယန်လိုဘက်တူကီကဥဆောင်နေပါတယ်ဆိုတော့အင်္ဂလန်ဥရောပမှာဆိုလို့ရှိရင်တော့အင်္ဂလန်တသင်းပဲဝင်ရောက်ရှင်ပြိုင်ခွင့်ရသေးတယ်ထင်တယ်ဆိုတော့အင်္ဂလန်မှာလက်ရှိမှာ Thomas Tuchel ဥဆောင်နေတယ်ပေါ့နော်အင်္ဂလန်ကတော့ကမ္ဘာဖလားကိုကျွန်တော်16ကြိမ်တိဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့သူတို့အနေနဲ့အကောင်းဆုံး performance ကိုကျွန်တော်ကြည့်ရင်ထောက်ကွက်66ခုနှစ်က ဝင်နာစပါနော်ကျွန်တော်ဒါကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့တယ်ပေါ့လေအဲ sorry အာရေဗျကလည်းပဲအာရှကနေပြီးတော့သူတို့ပေါ့နော်ဝင်ရောက်ရှင်မြန်ခွင့်ရခဲ့ပါပြီ sorry အာရေဗျအနေနဲ့ကမ္ဘာဖလားကို9ကြိမ်တိသူတို့ဝင်ရောက်ရှင်မြန်ကစားခွင့်ရထားခဲ့ပြီးပြီးတော့သူတို့ရဲ့အကောင်းဆုံး performance ကတော့1994ခုနှစ်က round of 16တိရောက်ခဲ့တာပါပဲနော်ဒါအပြင် Ivory Coast Africa ကနေပြီးတော့ပေါ့နော် သူတို့တွေကမ္ဘာဖလားကိုအခြေစပွဲအောင်သွားပါပြီ သူတို့တွေကအရင်တုန်းကသုံးကြိမ်ကြီးသူတို့ရှိမှန်ကစားကွင်းရခဲ့မှုတယ်2006 2010 2014နှစ်တွေမှာသူတို့တွေကအုပ်စုကနေပဲလှည့်ပြန်ခဲ့ရတယ်ဗောနဒါအပြင်စီနီဝေါ်လည်းဝင်ဝင်ရသွားပါပြီစီနီဝေါ်လည်းပဲကဘာပလာကို3ကြိမ်ထိသူတို့သာရှိမှန်ကစားခဲ့မှုတယ်သူတို့ရဲ့အကောင်းဆုံး performance ကိုကျွန်တော်တို့ကြည့်ရင်2002ခုနှစ်က quarter finals တိရောက်ခဲ့တဲ့အချိန်မျိုးပါဆိုတော့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဒါဒီကတော့ဗောနကျွန်တော်တို့သာကိုစီကိုစီဆိုသလိုခြေစစ်ပွဲအောင်ပြီးသားကျွန်တော်ကမ္ဘာမလားခြေစစ်ပွဲအောင်ပြီးသားအသင်းနေပေါ့လေ ဆိုတော့ညီကလေးအနေနဲ့ရောဘယ်လိုမြင်ကြလဲဆိုတော့နောက်ထပ်ဘယ်အသင်းတွေထပ်ပြီးတော့ကျွန်တော်တို့ဒါခြေစပွဲအောင်သွားကြလဲဦးမလို့ထင်ကြလဲအောင်မိသားအသင်းတွေနေလဲဘယ်အသင်းကတော့ဘယ်အချိန်တိကျောင်းနေမလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်